chapter 26 accounting ratio ဖြစ်ပါတယ်။ accounting ratio တွေကအမတို့ဘယ်အချိန်မှာတွက်ကြတယ်လဲဆိုရင်လုပ်ငန်းကတစ်နှစ်လောက်စာရင်းတွေကိုစာရင်းချုပ်ပြီးတဲ့အချိန်မှာ report တွေထွက်လာပါမယ်။ report တွေကတော့ income statement တို့ SOP တို့ထွက်လာမှာဖြစ်ပါတယ်။အဲဒီထွက်လာတဲ့ income statement တွေ SOP တွေကိုအမားတို့တွေကြည့်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းရဲ့အခြေအနေတွေကိုအမားတို့ကသုံးသပ်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီသုံးသက်တဲ့အကြောင်းကိုတော့ဒီ accounting ratio မှာမတော်တွေပြုလုပ်มาဖြစ်ပါတယ်ဒီတော့ဒီ accounting ratio ကလုပ်ငန်းရဲ့အခြေအနေတွေကိုသုံးသပ်ခြင်းလို့လည်းခေါ်တယ်လို့ကိုယ့်လုပ်ငန်းရဲ့အခြေအနေတွေကို measurement လုပ်ခြင်းလို့လည်းခေါ်ပါတယ်။ measurement လုပ်တယ်ဆိုတာကတော့ကိုယ့်လုပ်ငန်းကတစ်နှစ်နဲ့တစ်နှစ်နဲ့တိုးတက်လာမှုအခြေအနေရှိရလားရည်ရတူရည်ရတော့เนาะ။ဒါမှမဟုတ်ရင်ကိုယ့်လုပ်ငန်းရဲ့ အလားတန်တူတဲ့အခြားလုပ်ငန်းတွေနဲ့စာရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့အခြေအနေကဘယ်လိုအခြေအနေမှာရှိသလဲတိုးတက်မှုရှိသလားဆုံးယုံမှုရှိသလားဒါတွေကိုလည်းတိုင်းတာနိုင်ပါတယ်။နောက်တစ်ခုကတော့ accounting standard တွေနဲ့အညီကိုယ့်လုပ်ငန်းရဲ့အဆင့်ကမီရဲ့လားဒါတွေကိုလည်းအမတို့တွေက တိုင်းတာပြီးတော့တွက်ချက်ခြင်းနဲ့ဆိုရင်တော့ဒီ chapter 26က accounting ratio တွေကိုတွက်ကြည့်ရမှာဖြစ်ပါတယ်။အဲဆိုတော့ဒီ accounting ratio ဆိုတာဘယ်အချိန်မှာလုပ်ငန်းမှာတွက်တယ်လဲဆိုရင်နှစ်ကုန်တဲ့အချိန်မှာ final account report တွေအားလုံးထုတ်ပြီးသွားတဲ့အချိန်မှမှတွက်ကြတာဖြစ်ပါတယ်။ဒါဆိုရင် accounting ratio အကုန်လုံးတွက်ဖို့10ခုရှိပါတယ်။အဲ့ဒီ10ခုမှာအမတို့ကပထမ5ခုကတော့ liquidity ratio လို့ခေါ်ပါတယ်။မြန်မာလိုငွေဖြစ်လွယ်မှုအချိုးလို့ခေါ်ပါတယ်။ အဲ့ဒါတွေကဘာတွေလဲဆိုရင်နံပါတ်1 current ratio လို့လည်းခေါ်သလို working capital ratio လို့လည်းခေါ်ပါတယ်သူ့ရဲ့မြန်မာလိုကတော့လုပ်ငန်းမှာတစ်နှစ်အတွင်းပေးရတောင်းဖို့တက်ရှိနေတဲ့အချိန်မှာလုပ်ငန်းရဲ့အပိုင်ဆိုင်တဲ့စည်ရင်တက်ရှိသလားလို့အမှားတော့တွက်ကြည့်တာပဲဖြစ်ပါတယ်ဒါပြီးွားရင်တော့နံပါတ်2ကတော့ liquidity ratio လို့လည်းခေါ်တယ်တစ်ခါတရံမှာ quick ratio လို့လည်းခေါ်တတ်ပြီးတော့တစ်ခါတရံမှာ accident death ratio လို့လည်းခေါ်တတ်ပြန်ပါတယ် ူ့ရဲ့မြန်မာလူကတော့လုပ်ငန်းမှာတစ်နှစ်အတွင်းပြည်အန်တောင်းပေါ်တက်ရှိနေတဲ့အချိန်မှာ inventory မပါတဲ့ပိုင်ဆိုင်တဲ့စရင်လုပ်ငန်းမှာတက်ရှိသလားလို့တွက်ကြည့်တာပဲဖြစ်ပါတယ်။အမှတ်3 resource inventory turnover ကုန်လည်ပတ်တဲ့အချိန်ရင်လို့ခေါ်ပါတယ်။ကုန်လည်ပတ်တဲ့အချိန်ရင်ဆိုတာလုပ်ငန်းမှာကုန်ပစ္စည်းတွေကိုရောင်းလိုက်ဝယ်လိုက်လုပ်လိုက်တဲ့အချိန်အတွက်ကိုခေါ်တာဖြစ်ပါတယ်။ကုန်ရောင်းကုန်ဝယ်လုပ်တဲ့အချိန်အတွက်တွေကို inventory turnover လို့ခေါ်ပါတယ်။ ဒါဆိုတော့ကိုရဲ့လုပ်ငန်းမှာတစ်နှစ်အတွင်းကုန်ရောင်းကုန်ဝယ်လုပ်လိုက်တဲ့အရေအတွက်ဘယ်လောက်လောက်ရှိနိုင်မလဲဒါတွေကိုလည်းတွေ့လို့ရပါတယ်။ဒါပြီးွားရင်နံပါတ်၄ကတော့ trade receiver collection premium ဖြစ်ပါတယ်။သူ့ရဲ့အထိပ္ပာယ်ကတော့ကိုရဲ့အကျွေးတွေတခါရဖို့အတွက်ကိုကိုမှာအချိန်ဘလောက်စောင့်ရတယ်ဆိုတာကိုတွေ့ကြည့်တာပဲဖြစ်ပါတယ်။တခါတရံမှာကိုကကိုရဲ့ trade receiver တွေကိုအကျွေးကန့်တတ်မဲ့ရက်တွေပေါ့နော်အကျွေးပေးရမဲ့ရက်တွေကိုသတ်မှတ်ခြင်း တဲ့အတွက်ကြောင့်မို့လို့လည်းဒီ ratio လေးကိုတွက်ကြည့်နိုင်ပါတယ်နောက်တစ်ခုကတော့ trade payable settlement period ဖြစ်ပါတယ်ဒါကတော့မြန်မာလိုဆိုရင်သူများအကျွေးကိုတစ်ခါပေးဖို့အတွက်ကိုယ်စီမှာအချိန်ဘယ်လောက်ရတယ်လဲလို့တွက်ကြည့်တာပဲဖြစ်ပါတယ်ဒါဆိုရင်ကိုကကိုယ့်ရဲ့ trade payable ကိုအကျွေးဆက်ဖို့အတွက်ဆိုရင်ကိုကသူ့ကိုဗနေရနေမှတခါအကျွေးပေးတဲ့လေထားဖို့လဲတွက်တင်ပါတယ်တွက်နိုင်ပါတယ် ဒါကတော့ liquidity ratio တွေပဲဖြစ်ပါတယ်ဆိုရင်စာမွေးဝဲဖြည့်မဲ့သူတွေဆိုရင်တော့ liquidity ratio လို့ပြောရင် liquidity ratio ရဲ့မှာဘယ် formula နာမည်တွေပါတယ်လဲဒီနာမည်၅ခုစလုံးကိုလည်းသိနေကြရမှာဖြစ်ပါတယ်။ဒါပြီးွားရင်နောက်တစ်ခုကိုဆက်ပြောလိုက်ပါမယ်။အဲ့ဒါကတော့ profitability ratio ဖြစ်ပါတယ်။မြန်မာလိုဆိုရင်တော့အမြတ်ရရှိမှုအခြေအနေကိုကြည့်တဲ့အချိုးတွေလို့ခေါ်ပါတယ်။ ဲ့ဒီမှာ၅ခုရှိပါတယ်နံပါတ်၁က gross profit to revenue လို့လည်းခေါ်သလို gross profit to margin လို့လည်းခေါ်ပါတယ်သူ့ရဲ့မြန်မာလူကတော့လုပ်ငန်းမှာတရားပို့တာရောင်းရမယ်ဆိုရင်အမြတ်ဘလောက်ရတယ်လို့မှတ်တော့တာဖြစ်ပါတယ်ဘာကြောင့်တရားနဲ့ခြေခံတယ်ဆိုတော့ဒီနံပါတ်1ကနေဒီမှာနံပါတ်5ဒီတွက်လိုက်တဲ့အဖြေအကုန်လုံးကရာခိုင်နှုန်းတွေနဲ့ထွက်မှာဖြစ်ပါတယ်။တရားရာခိုင်နှုန်းကိုခြေခံတာလားမို့လို့ပါနော်။ အဲဆိုရင်နံပါတ်1ကတော့ gross profit to cost of sale ဖြစ်ပါတယ်။သူ့ကိုတစ်ခါတရံမှာ gross profit to markup လို့လည်းခေါ်တတ်ပါတယ်။သူ့ရဲ့မြန်မာလိုကတော့တရားဖို့ရင်းနှားမယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းမှာဘယ်လောက်အမြတ်ရတယ်လဲလို့တွက်ကြည့်တာဖြစ်ပါတယ်။နံပါတ်3 net profit to revenue ဖြစ်ပါတယ်။သူ့ရဲ့မြန်မာလိုကတော့ကုန်ပစ္စည်းတရားဖို့ရောင်းရလိုက်တဲ့အချိန်မှာကုန်ပစ္စည်းတရားဖို့ရောင်းလိုက်တဲ့အချိန်မှာအသက်တည်းအမြတ်ဘယ်လောက်ရတယ်လို့တွက်ကြည့်တာဖြစ်ပါတယ် နံပါတ်၄ Return on Capital Employed အတူက ROC လို့ခေါ်ပါတယ်။သူ့ရဲ့မြန်မာလိုကတော့လုပ်ငန်းမှာတရားဖို့ယင်းနှိမ့်မြုံနှံထားမယ်ဆိုရင်အမြတ်ဒီဘလောက်ရတယ်လဲလို့တွက်ကြည့်တာဖြစ်ပါတယ်။နံပါတ်၅ revenue to capital employed လို့လည်းခေါ်သလို net asset turnover လို့လည်းတခါတရံမှာပြောတတ်ပါတယ်။သူ့ရဲ့မြန်မာလိုကတော့ယင်းနှိမ့်မြုံနှံထားတဲ့ capital တရားမှာပေါ့နော်။ရောင်းအားဘယ်လောက်ရှာနိုင်တယ်လဲလို့တွက်ကြည့်တာပဲဖြစ်ပါတယ်။ အဲဆိုတော့ profitability ratio လို့ပြောရင်သူထဲမှာပေါင်းကောင်းစင်တွေပါတယ်ဒါတွေကိုလည်းသိနေကြရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ခေါင်းစဉ်တွေသိပြီဆိုရင် formula တွေကိုမတို့ဆက်ပြောလိုက်ပါမယ်။ဒါဆိုတော့ liquidity ratio ကနေစပြီးတော့ formula တွေကြက်ထားပေးရမှာဖြစ်ပါတယ်။ current ratio ရဲ့ formula က current assets ကိုတည်ပြီးတော့ current liability နဲ့စားတဲ့အဖြေက is to 1နဲ့ထွက်မှာဖြစ်ပါတယ်။ current ratio ရဲ့ id ratio ဆိုတာ accounting အဲ subject တွေကနေသတ်မှတ်ထားတဲ့စံသတ်မှတ်တဲ့အချို့ကိုခေါ်တာဖြစ်ပါတယ် ID ratio ကတော့2:1 is to ဖြစ်ပါတယ်ဒါဆိုတော့သူ့ရဲ့အထိပ္ပာယ်ကတော့လုပ်ငန်းတစ်ခုမှာပေးရတောင်းဝန်တစ်ချက်ရှိတဲ့အချိန်မှာလုပ်ငန်းရဲ့ပိုင်ဆိုင်တဲ့စာရင်းကနှစ်ချက်ရှိတယ်ဆိုရင်ကောင်းတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒါပြီးတော့နံပါတ်2 liquidity ratio ဖြစ်ပါတယ် liquidity ratio ရဲ့ formula လေးကတော့ closing oh sorry current asset minus closing inventory by current liability ဖြစ်ပါတယ်။သူလည်းပဲအဖြေက is to one နဲ့ထွက်ရမှာဖြစ်ပါတယ်။သူ့ရဲ့ ID ratio accounting subject တွေကနေစံသတ်မှတ်ထားတဲ့အချိုးကတော့1 is to 1ဖြစ်ပါတယ်။သူ့ရဲ့အထိပ္ပယ်ကတော့လုပ်ငန်းတစ်ခုမှာပေးရန်တောင်းပန်တက်ရှိနေတဲ့အချိန်မှာလုပ်ငန်းရဲ့ပိုင်ဆိုင်တဲ့စည်ရင်ကလည်းတက်ရှိနေတယ်ဆိုရင်အကောင်းဆုံးအခြေအနေဖြစ်ပါတယ်တဲ့။ ဟာပြီးွားရင်နံပါတ်3ကိုဆက်ပြီးတော့သွားလိုက်ပါမယ် raise or inventory turnover လို့ခေါ်ပါတယ်သူရဲ့ formula ကတော့ cost of goods sold by average inventory လို့ခေါ်ပါတယ်အဖြေကတော့ times နဲ့ထွက်မှာဖြစ်ပါတယ်သူရဲ့ဘေးမှာရှိတဲ့ဒီမှာ inventory turnover period ဆိုတဲ့သူဘေးမှာရှိတဲ့ formula ကိုတော့အမတို့မကြက်တော့ပါဘူးเนาะ level 2ဆင်မှာမတော့ဘူးပါဘူး level 3ရောက်မှသာရင်တော့ရမှာဖြစ်ပါတယ် သူ့ရဲ့ formula ကတော့ days နဲ့ထွက်စီချင်းရင်ဒီကြက်ထားတဲ့ formula ကိုပြောင်းပြန်လှန်လိုက်တာပဲဖြစ်ပါတယ်ဒါမှာတော့เนาะအဲဆိုဟုတ်ပြီဒီ formula ထဲမှာပါတဲ့ average inventory ဘယ်လိုတွက်တလဲအောက်မှာပြန်ရေးထားပေးပါတယ် average inventory ကိုလိုချင်ရင် opening inventory နဲ့ closing inventory ကိုပေါင်းပြီးတော့နှစ်နဲ့စားလိုက်ရင် average inventory ရမှာဖြစ်ပါတယ်ဒါပြီးွားရင်တော့ number D ဖြစ်ပါတယ် trade receiver collection breed ရပါ trade receivable collection predia ရဲ့ formula လေးကတော့ trade receivable ကိုဒီ credit revenue နဲ့စာပေးရမယ်365နဲ့မြှောက်လိုက်ရင်အဖြေကတော့ days နဲ့ထွက်မှာဖြစ်ပါတယ်။ဒါဆိုတော့မတို့က days နဲ့ထွက်တဲ့ဟာကိုပဲကြက်ထားလိုက်တော့မယ်။တခါတရံမှာပုံစံမှာ week နဲ့တွက်ခိုင်းစီခြင်းလဲဆိုရင်တော့ week လို့သူကရေးထားတတ်ပါတယ် week ဆိုရင်တော့52နဲ့မြောက်ပေးရမှာဖြစ်ပြီးတော့ month ဆိုရင်တော့7နဲ့မြောက်ပေးရမှာဖြစ်ပါတယ် ဒါပြီးွားရင်နောက်တစ်ခုကတော့ trade payable settlement period ဖြစ်ပါတယ်။သူ့ရဲ့ formula လေးကတော့ trade payable ကိုဒီ credit purchase နဲ့စပြီးတော့365နဲ့မြောက်ရင် days နဲ့အဖြေထွက်မှာပါ။50နှစ်နဲ့မြောက်ရင်တော့ week နဲ့ထွက်ပြီးတော့စနစ်နဲ့မြောက်ရင် month နဲ့ထွက်မှာဖြစ်ပါတယ်။ဒါပြီးွားရင် profitability ratio ဖြစ်ပါတယ်။အမြတ်ရရှိမှုအခြေအနေကိုကြည့်တဲ့အချိုးတွေပါ။အမြတ်ရရှိမှုအခြေအနေကိုကြည့်တဲ့အချိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒီ အချိုးတွေအကုန်လုံးကထွက်လာတဲ့အဖြေတွေအကုန်လုံးကများတဲ့အဖြေထွက်ရင်ကုလုံငန်းတွက်ကောင်းပေါ်ပါတယ်။ဒါဆိုရင်တော့နံပါတ်8 cross profit to revenue ဖြစ်ပါတယ်။ revenue က margin နဲ့တူတယ်လို့မှတ်ထားပေးပါ။ဒါဆိုတော့သူ့ရဲ့ formula လေးကတော့လွဲပါတယ် cross profit by revenue ကိုတရားနဲ့ပြလိုက်ရမှာဖြစ်ပါတယ်။အဖြေကတော့ percentage နဲ့ထွက်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ gross profit to cost of sale ဖြစ်ပါတယ် cost of sale က make up နဲ့တူတယ်လို့မှတ်ထားပေးပါ သူ့ရဲ့ formula လေးကလည်း gross profit by cost of sale ပဲဖြစ်ပါတယ်။တရားနဲ့မြောက်ပေးရမှာဖြစ်တယ်။အဖြေကရာခိုင်နှုန်းနဲ့ပဲထွက်မှာဖြစ်တယ်။ number C net profit to revenue ဖြစ်ပါတယ်။ net profit before interest ကိုတည်ပြီးတော့ revenue နဲ့စားပြီးတော့တရားနဲ့မြောက်လိုက်ရင်အဖြေရာခိုင်နှုန်းနဲ့ထွက်မှာဖြစ်ပါတယ်။နောက်ပြီးွားရင် number D return on capital employed ဖြစ်ပါတယ်။ ROC လို့အတူကခေါ်ပါတယ်။ သူ့မှာ formula က၃ခုရှိပါတယ် sole trader ရဲ့ formula partnership ရဲ့ formula နဲ့ company ရဲ့ formula တွေဆိုပြီးတော့ဖြစ်ကြပါတယ်ဆိုတော့အမတို့ကပုံစံမှာပေးထားတဲ့ SOP ရဲ့ SOP ကိုမှကြည့်ပြီးတော့ပုံစံမှာပေးထားတဲ့ SOP ကိုကြည့်ပြီးတော့မှဒါလည်းအဲ့ဒီ SOP က sole trader ရဲ့ SOP ဒါဆိုရင် sole trader formula နဲ့တွက်ပြီးတော့ partnership ရဲ့ formula ဆို partnership formula နဲ့တွက်မယ် company SOP ဒါပေးထားရင်ကုမ္ပဏီရဲ့ formula နဲ့တွက်ပေးကြရမှာဖြစ်ပါတယ်။ဒါဆိုရင်အမားတို့ကဒီ formula ၃ခုမှာအပေါ်ဘက်ကပိုင်းဝေတွေကတော့ net profit before interest ကိုပဲအကုန်လုံးတည်ထားပါတယ်။အောက်ဘက်ကပိုင်းခြေသေးတာကြီးပြောင်းလဲသွားတယ်ဆိုတာကိုသတိထားကြည့်ရင်သိနိုင်ပါတယ်။ နော်ဒါဆိုတော့ offer ကပိုင်းခြေတွေက sole trader လုပ်ငန်းကကြတော့ closing capital နဲ့ non-current liability ကိုပေါင်းရတယ် partnership ကကြတော့ capital balance နဲ့ current balance ရဲ့ CD ရဲ့ non-current liability ရဲ့ကိုပေါင်းရပြီးတော့ကုမ္ပဏီကကြတော့ total capital and brand ကိုစားပြရတာဖြစ်ပါတယ်ဒါဆိုရင် total capital and price ဆိုတာဘာကိုပြောတာလဲ total capital and price ဆိုတာကတော့လုပ်ငန်းမှာရှိနေတဲ့ ordinary share တွေ preference share တွေ reserve တွေနဲ့ non current liability တွေကိုပေါင်းလိုက်ရင် total capital and bright ရမှာပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီ वा ရင်တော့နောက်ထပ် formula တစ်ခုက revenue to capital and bright ဖြစ်ပါတယ် net asset turnover လို့လည်းခေါ်ပါတယ်သူ့ကိုတော့သူ့ရဲ့ formula ကတော့ revenue ကိုတီးပြီးတော့ total capital and bright နဲ့စားပြီးတရားနဲ့မြှောက်လိုက်ရင်အဖြေအောင် percentage နဲ့ထွက်ပါမယ်တခါတရာနဲ့ဒါမမြောက်ဘူးဆိုရင်တော့အဖြေက times နဲ့ထွက်မှာဖြစ်ပါတယ် ကိုရဲ့ test foot ထဲမှာတော့တရားနဲ့မမြောက်ထားဘူးအဖေကတိုင်းစနဲ့ထွက်ပေးရမှာဖြစ်ပါတယ်။ဒါဆိုတော့ပု္ပ္ပစာမှာသူကအာတွက်ခိုင်းတဲ့အခြေအနေပေါ်မူတည်ပြီးတော့အမတို့က percentage နဲ့တွက်ဆို percentage နဲ့လိုက်တွက်မယ်။ဘာမှမပြောထားရင်တော့တိုင်းစနဲ့အဖေထုတ်ပေးလေရပါတယ်။ဒါဆိုရင်တော့ formula တွေအကုန်လုံးရှင်းပြလို့ပြီးသွားပါပြီ။